ားလုံးမင်္ဂလာပါ Full of Brand ဆင်ပြန်ကြိုဆိုပါရယ် Manchester United ကတော့ကျွန်တော်ဒီအင်ကွင်းမှာ Everton ကို0-1နဲ့အရှုံးနေခဲ့တဲ့ United ကိုကြည့်မယ်ဆိုအင်ကွင်းမှာဆိုတကယ်ကိုကျွန်တော်ဒီစစ်ပြက်စရာကောင်းတဲ့ခြေစွဲနဲ့ Everton ကိုအရှုံးပေးခဲ့ရတယ်ဒီပွဲကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်လုံးဝကျွန်တော်ဒီလက်ခံနိုင်စရာမရှိတဲ့ဝေးစဉ်လို့အာပြောလို့ရတဲ့ ဒီနေရာမှာ Everton ကိုကျွတ်မဲ့ဆိုရင်အမဲဆိုရင်တူအောင်တရားရုံးနဲ့ကျွန်တော်တို့ဒီနေ့90နီးပါခံပြီးတော့ကစားခဲ့တယ်ဒီနေရာမှာဆိုရင်အဲ့လိုမျိုးသင်ရဲ့နိုင်ယူခြင်းကိုတက်ကအမဲဆိုရင်ခံခဲ့ရတယ်ကျွတ်မဲ့ဆိုရင်ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ Everton ကိုကျွတ်မဲ့ဆိုရင်73နီးမှာဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီအာဂါနာကအမဲဆိုရင်အဒီကဲကျွတ်မဲ့ဆိုရင်ပြခံရတယ်အမဲဆိုရင်တိုင်းအနီးနဲ့ကျွတ်မဲ့ဆိုရင်ထုတ်ခံရတယ်ဒီနေ့တက်ကိုကျွတ်မဲ့ဆိုရင်မိနစ်90မိနစ်90နီးပါအမဲဆိုရင်တယောက်အတိုင်းနဲ့ကစားခဲ့ရတယ်ဒီနေရာမှာဆိုရင်ဒီဘက်ကကျွန်တော် Everton ကိုတို့ကအမဲဆိုရင်လုံးဝအနိုင်ယူနိုင်ခဲ့ခြင်းမရှိဘူးဆိုတော့တကယ်မှကျွန်တော်ဒီ CPS ဆရာအကောင့်နဲ့ ရှုံးပွဲလို့ကျွန်တော်တို့ပြောလို့ရတယ်ဒီပွဲမှာဆိုရင်တစ်ပတ်ကကျွန်တော်နီးပြရဲ့နီးပြဟာကစားမားတွေရဲ့ခြေသွမ်းအကုန်လုံးကိုကြည့်မယ်ဆိုရင်လုံးဝကျွန်တော်တို့ဒီ CPS ရာကောင်းခဲ့တာတွေ့ရတယ်ဒီနေရာပိတ်သက်တွေကိုကြည့်မယ်ဆိုရင်ဥမဲ့ဆိုတကယ်တော့ကျွန်တော် AA ပြတာမတန်တဲ့ပွဲစဉ်မျိုးအဲကြုံတွေ့ခဲ့ရတယ်ညီမညီမဆိုရင်ဒီပွဲကိုကျွန်တော်နှစ်နာရီခွဲမှာဆိုရင်ကစားတယ်ဒါအပြင်ရေဒီယိုကိုကြည့်မယ်ဆိုရင်ဥမဲ့ဆိုရင် A နေပြီး မနက်ခင်းမှာဆိုရင်အမဆိုအလုပ်သွားမယ်ဒီနေရာမှာဆိုရင်အမဆိုမနက်ခင်းအစောထပြီးအေးပြက်ခံပြီးထားကြည့်ရတယ်အမဲသူတို့သူတို့ရဲ့အတင်းကိုကြည့်မဆိုရင်အမဆိုအင်ကွင်းမှာဆိုတကယ်ကိုစစ်ပစ်စရာကောင်းတဲ့ခြေစွမ်းတဲ့အပါတန်ကောင်းမဲ့ဆိုရင်အရေးနေကြတဲ့ဒီနေရာမှာဆိုတကယ်ကိုကျွန်တော်အေးပြက်တန်တဲ့ပွဲစဉ်တစ်ပွဲတော့အဖြစ်ခဲ့တဲ့ဒီပမာဆိုရင်တည်းကျွန်တော်တို့ဒီလူစင်းကိုကြည့်မယ်ဆိုရင်ဘက်ကတိုက်စစ်မှာဆိုရင်အာအမဆိုရင်ဆက်စည်းပါတယ်ကုညာကိုကြည့်မယ်ဆိုရင်ခေါင်းထိုင်ရသူကရရှိထားခဲ့တယ်ပေါမလာခဲ့ဘူးတိုက်စစ်မှာဆိုရင်ဆက်စည်းသူ့နောက်မှာဆိုရင်ဘက်ကကျွန်တော်တို့ဒီအမ်ပွေမို့ပြီးတော့အာမဲ့ အကွင်းလက်ကိုကြည့်မယ်ဆိုရင်ဘရူနိုကက်စမဲရိုဖူဘက်တွေမှာဆိုရင်အောက်ဆိုဝင်းဘက်တွေမှာဆိုရင်ဒီဘက်ကကျွန်တော်တို့ဒေါ်ကူနဲ့ကျွန်တော်တို့ဒီမာဆာအိုဝေစင်တာဘက်ကိုကြည့်မယ်ဆိုရင်ယိုယိုဒီလစ်လူရှော့ကော်သမကကျွန်တော်ဆိုလန့်စမန်ပါဝင်လာခဲ့တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဘက်ကကျွန်တော်တို့ဒီအပါတန်ကိုကြည့်မယ်ဆိုရင်ဒီပေါ်မှာဆိုရင်သူတို့တင်းရဲ့ဆိုတော့ဒီကပ်ပြည့်အကုန်လုံးအပါလာခဲ့တယ်စက်တမနဲ့မှာဆိုရင်ဒီဘက်ကကျွန်တော်တို့ဒီခါနာကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်တူတာထရက်ညီအာထိခဲ့တဲ့ အဲ့အနေကိုကြည့်မယ်ဆိုအောင်မယ်ဆိုရင်ကျွန်တော်တို့အဲ့လိုမျိုးကျွန်တော်ဖြည့်ကမစတော်ရီကျွန်တော်တို့ရှားဖြည့်လို့အာပြောလို့ရတယ်ဒီနေရာမှာဆိုရင်သူ့ရဲ့အသေးပေါ်ဖြစ်တဲ့ကျွန်တော်တို့ဒီ game ကို तू ကပါရိုက်မိတယ်ဒီနေရာမှာဆိုရင်တရက်နေမျိုးဆိုရင် तू ကပြခံလိုက်ရတယ် United ကိုကြည့်မယ်ဆိုရင်ကျွန်တော်စတဲ့မိနစ်မှာ तू ကပြောဆိုတယောက်တန်းနဲ့အဲတယောက်တန်းမျိုးဆိုရင်ရသွားတယ်ဒါပေမဲ့သူတို့ရဲ့ကျွန်တော်ဒီခြေစုံကိုကြည့်မယ်ဆိုရင်အောင်မယ်ဆိုရင်လုံးဝကျွန်တော်ဒီအဲ့ဒါကိုအခွင့်အရေးယူနိုင်ဆိုရင်အာမရှိခဲ့ဘူးဒီပမာဆိုရင်ကျွန်တော်ဒီအာမန်ဒင်းကိုကြည့်မယ်ဆိုရင်ပမာဆိုရင်သူ့မှာဆိုရင်အဓိကမှာဆိုရင်တာဝန်ရှိတယ် ဆက်သမနေ့မှာဆိုရင်တော့ကျွန်တော်ဒီ app တိုင်းကိုကြည့်မယ်ဆိုရင်သူကတယောက်ရောက်သွားတယ်ဒီနေရာမှာဆိုရင်ကျွန်တော်မိနစ်60နေပဲအောင်ဆိုရင်သူကတယောက်တန်းနဲ့ကစားခွင့်ရရှိတယ်ဒီနေရာမှာ armory ကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီပွဲတဲမှာဆိုရင်အမဆိုရင်ဒီပြားအပြောင်းနေတယ်အမဆိုရင်လုတ်ဖို့လုတ်နိုင်လုတ်ခဲတင်တယ်ဒီနေရာ armory ကိုကြည့်မယ်ဆိုရင်အမဆိုရင်မိနစ်60မိနစ်60အပြည့်အောင်ဆိုရင်လုံးဝကျွန်တော်အပြောင်းလဲပြီးလုတ်ခဲခြင်းမရှိဘူးဒီနေရာမှာဆိုရင်အမဆိုရင်လူတွေလဲဆိုရင်လည်းဆိုရင်ဒီပြားအပြောင်းလဲအပြည့်လုတ်ခဲခြင်းအမဆိုရင်မရှိဘူး ဒီဥပမာဆိုရင်ဥပမာဆိုရင် तू อ่ะ3ဘက်ကိုကြည့်မယ်ဆိုရင်လုံလောက်လုံမယ်ဆိုဘယ်လိုလို့ကျွန်တော်ဒီပြောလို့ရတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကတယောက်ရဲ့အချိန်မှာဆိုရင်ဥပမာဆိုရင်သူကနေပြီးတော့ပြောင်းလဲနေဥပမာဆိုရင်ပြုတ်လုခက်တဲ့နေဒီနေရာမှာဆိုရင်ဥပမာဆိုရင်90အပြည့်မစတူရီပနဲ့ကျွန်တော်ဒီကစားခဲ့တဲ့ဒါတွေကိုကြည့်မဲ့ဆိုရင်အမဲဆိုရင်လုံးဝကျွန်တော်ဒီအစီရင်ပြဖို့ကိုယ်တင်းကိုကြည့်မဲ့ဆိုရင်အမဲဆိုရင်တယောက်တန်ရဲ့ချင်းပါဆိုရင်အမဲဆိုရင်ဒီပြဟာပြောင်းလဲလေးအမဲဆိုရင်ချပြီးတော့အမဲဆိုရင်ကိုရရှိဖို့အစူးစားခဲ့တဲ့နဲ့ဒီနေ့အာဘိုတင်းကိုကြည့်မဲ့ဆိုရင်အမဲဆိုရင်မိနစ်90အပြည့်အမဲဆိုရင်3ဘက်ကိုလုံးဝဆွလုပ်ခဲ့ခြင်းမရှိဘူး မဆွေနေပြကိုကျွတ်စတကယ်မဆွေခေါင်းမာတဲ့ဒါကိုကြည့်မဆွေမဆွေတကယ်မဆွေလက်ခဏဆရာမရှိတဲ့မဆွေအာဆုံးချက်မဆွေပြလို့ရတယ်ဒီမဆွေကျွန်တော်ဒီတယောက်တားချင်မဆွေမဆွေဒီဘက်ကိုကျွန်တော်လောကဆုံးလို့ဆုံးလို့ချင်မရှိခဲ့ဘူးမဆွေတကယ် CBS ဆရာကတော့မဆွေနေပြပါလို့အာပြောလို့ရတယ်ဒါအပြင်ကသာမားလေးကိုကြည့်မဆွေဒီဘက်မှာဆိုရင်သူတို့ရဲ့ခြေစွမ်းလေးကလောကကျွန်တော်ဒီအဆင်ပြေခဲ့ခြင်းမရှိဘူးဒီဘက်မှာဆိုရင်တစ်ခါကျွန်တော်ဒီအာမက်ကိုကြည့်မဆွေမဆွေသူ့ရဲ့ကျွန်တော်ဒီခြေစွမ်းက အလုံးဝအားစရာမရှိဘူး။ဒီရင်အာမက်ကိုချိမဲ့ဆိုရင်အမဆိုရင်ဘလုံးပြက်တာတယ်။ပြီးတော့အဘလုံးပေးရဘလုံးပေးရမှားတာတယ်။ဒါမျိုးအမဆိုရင်အများကြီးကျွန်တော်ဒီမြင်တွေ့ခဲ့ရတဲ့ဒီနေ့အာမက်ကိုကျွန်တော်မှဆိုရင်ပြမဆိုသူရဲ့ကျွန်တော်ဒီခြေစွမ်းကလုံးဝကျွန်တော်ဒီအားရစရာမရှိခဲ့ဘူး။အဒါအပြင်တစ်ခါကကျွန်တော်ဒီ queen လက်ကကျွန်တော်ဒီ bruno ကိုချိမဲ့ဆိုရင်ဘလုံးပြက်တာတယ်။ပြီးတော့ကျွန်တော်ဒီတကယ်ကျွန်တော်ဒီ pitcher အမဆိုရင်လွဲတာမျိုးတွေအရှိတယ်။ပြီးတော့ကျွန်တော်ဒီ casemiro ကိုချိမဲ့ဆိုရင်အမဆိုရင်အလုံးဝကျွန်တော်ဒီအဆင်ပြေခဲ့ခြင်းမရှိဘူး။ မှာကျွန်တော်ဒီဝင်ဘက်တွေကိုကြည့်မယ်ဆိုရင်ဒေါ်ကိုကြည့်မယ်ဆိုရင်ဒီမှာဆိုရင်လုံအောင်ကျွန်တော်ဒီဘက်မှာဆိုရင်ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိဘူးဒီနေရာမှာနောက်တစ်ခုကြည့်မယ်ဆိုရင်အင်ကွေးမှာဆိုတကယ်ပဲတို့တင်းရဲ့ကျွန်တော်ဒီခြေစွမ်းကအာစစ်ပြက်စရာကောင်းခဲ့တာတွေ့ရတဲ့ဒီနေရာမှာဆိုရင်ဥမဲ့ဆိုရင် तू ကတယောက်တားရဲ့အချိန်မှာဆိုရင်ဥမဲ့ဆိုပွဲဟပီစီကစားပြီးတော့ခွင်းရဲ့ခွင်းရဲ့ကျွန်တော်ဒီဖန်တီးရမယ်ဆိုတာတို့ဆိုမဲ့ဆိုဘာမှလုံပြနိုင်ခဲ့ခြင်းဥမဲ့ဆိုရင်မရှိဘူးဒီဘက်မှာဆိုရင်တို့ကြည့်မယ်ဆိုရင်ဥမဲ့ဆိုရင်ဘလုံးရမယ်ဆိုရင်အဝေးကလန်ကန် ဒီမှာဆိုအဲ့ဒါပဲကျွန်တော်တို့ဒီရှိတဲ့ဒီနေရာမှာဆိုရင်တကယ်ကျွန်တော်တို့အပိုင်းခွင့်ရဆိုဖနစ်နိုင်ခဲ့လာဖနစ်နိုင်ခဲ့ကြောင်းမဆိုရင်မရှိဘူးဒီနေရာမှာဆိုရင်ဘလုံးရမယ်ဆိုရင်အဝေးကလှန်ကန်ဖြစ်တယ်မဟုတ်တင်ခေါင်းတိုက်ဒီမှာဆိုအဲ့ဒါပဲကျွန်တော်တို့ဒီရှိတဲ့ဒီပမာဆိုသူတို့ဒီမှာဆိုရင်မဆိုရင်သူ cross နေဆိုရင်အများကြီးလောက်တယ်ဒီနေရာမှာဆိုရင်ဆိုနှစ်ခေဒီမှာဆိုရင်နှစ်ခါပဲကျွန်တော်တို့ထိရောက်တယ်ဒီနေရာမှာဆိုရင်တစ်ခါကျွန်တော်စစီစစီဆို contact ချက်တွေပြဖို့စေတာနှစ်ချိန်စေရဒီမှာဆိုအဲ့ဒါပဲကျွန်တော်တို့ဒီရှိတဲ့တပွဲလုံးကိုဒီမှာဆိုရင်ကျွန်တော်တို့ cross နေတင် ီနေရာမှာဆိုရင်လုံးဝကျွန်တော်ဒီမထီရောက်ဒါပေမဲ့ဆိုရင်ကျွန်တော်ဒီအဝေးကလှန်ကန်အဲ့ဒါပဲကျွန်တော်ဒီရှိတယ်တန်းတက်ကိုကြည့်မှာဆိုအဝေးမှာဆိုတော့ဆိုတကယ်တော့ကျွန်တော် CPS ကကျွန်တော်ဒီရှုံးကုန်တပွဲအာကြုံတုတ်ခဲ့ရတယ်အမဆိုမိနစ်60ဆိုတော့ဒီပါသူတို့ကတယောက်တန်းနဲ့ကစားခဲ့တယ်ဒီနေရာမှာဆိုအနိုင်ယူနိုင်ခဲ့ခြင်းမရှိဘူးဘာကကျွန်တော်ဒီအပတ်တည်းကျွန်တော်ဒီကိုကြည့်မယ်ဆိုရင်ကျွန်တော်ဒီ jubilee hall မှာဆိုရင်29နှစ်မှာဆိုရင်တွင်ယူခဲ့တယ်။အဲကိုကျွတ်ဆိုတကယ်ကျွန်တော်ဒီကောင်းတဲ့ကိုလို့အာပြောလို့ရတယ်ဒီနေရာမှာဆိုရင်ဒီဘက်ကကျွန်တော်ဒီ blue note show yo သူတို့ကြည့်မယ်ဆိုရင်အမဆိုရင်အဲကိုလုံးဝတာနိုင်ခဲ့ခြင်းမရှိဘူး။ ဒီနေရာမှာကိုတကယ်မှကျွန်တော်ဒီကောင်းတဲ့ကိုလို့အာပြောလို့ရတယ်ဒီနေရာမှာ Everton ကိုကြည့်မယ်ဆိုရင်ပြောမယ်ဆိုရင်သူတို့ကကျွန်တော်ဒီနေ့တဲ့အိမ်ပွဲမှာဆိုရင်နောက်နောက်၃နှစ်ပွဲမှာဆိုရင်ပထမဆုံးပထမဆုံးအချိန်မဆိုရင်ပြန်ပြီးတော့အာနိုင်ခဲ့တယ်ဒီနေ့ Final ကိုတကယ်မှဒီပွဲမှာဒီပွဲမှာဆိုသူတို့တင်းရကျွန်တော်ဒီခြေသွမ်းစစ်တပ်ပိုင်းပြီးတော့ရလက်ပိုင်း ဒါလေးကိုကြည့်မဲ့ဆိုရင်လုံးဝကျွန်တော်ဒီအားရစရာကောင်းတဲ့ကျွန်တော်ဒီကျင်းတဲ့စရာကောင်းတဲ့မဲ့ဆိုရင်အဲထက်တဲ့ထက်တဲ့ကျွန်တော်ဒီနိုင်ငံတော်ပွဲရရှိခဲ့တယ်။ United ကိုကြည့်မဲ့ဆိုရင်အကွေမဆိုတကယ်တော့ဆိုရင် CPS စရာကောင်းတဲ့ရှုံးပွဲထက်ပြီးတော့ကျုံတွဲခဲ့ရတယ်။ဒီရှုံးပွဲကိုကျွန်ဆိုတော့ဘက်ကနေပြကိုကြည့်မဲ့ဆိုရင်အဓိကအမှုဆိုရင်တာဝန်ရှိတယ်။ဒါပေမဲ့သမားတွေရဲ့ကျွန်တော်ဒီခြေစုံကိုကြည့်မဲ့ဆိုရင်လုံးဝကျွန်တော်ဒီအဆင်ပြေခဲ့ခြင်းမရှိဘူး။ United ကိုကြည့်မဲ့ဆိုရင်အကွေမဆိုရင်အမှုဆိုတော့ကျွန်တော်တကယ်မှ CPS စရာကောင်းတဲ့ရှုံးပွဲတစ်ပွဲအာကျုံတွဲခဲ့ရတယ်။ United ကိုကြည့်မဲ့ဆိုရင်အမှုဆိုတော့ဒီပွဲနိုင်ခဲ့မယ်ဆိုရင်သူကအဆင်အဆင်လက်ထိနိုင်မယ်ခွင့်ရ အဲပိုင်ဆိုင်ခဲ့မယ်ပိုင်ဆိုင်ပိုင်ဆိုင်ပိုင်ဆိုင်လို့စနေစနေရီတနိုင်မခွေအာရှိခဲ့ဒီမှာအဲ့ကိုသူကအတော့ချက်နိုင်ခဲ့ခြင်းမရှိဘူး United United ကိုကြည့်မယ်ဆိုရင်တို့ကကျွန်တော်ဒီပွဲရှုံးကိုသူကပေးစီရမှာဆိုရင်အစင်ကိုထိမယ်ဆိုရင်တို့ကဆင်းပေးလိုက်ရတယ်ဒီနေရာမှာဆိုရင်တကယ်တော့ကျွန်တော်ဒီ CPS ဆရာကောင်းနဲ့ရှုံးတဲ့ပွဲအာကျွန်တော်ခဲ့တယ်ဆိုတော့